မှာရင်သေးကိုဝင်မှာတယောက်ကနှလုံးမခုန်တော့လို့စိတ်ပူနေကြောင်းပြောပြလာခဲ့တဲ့မင်းသမီးပိုကြပြူခင်စူပါဂျိုမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်မှဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ရက်ပိုင်းနေ့ကပဲဒီမအနေနဲ့ကိုထွန်းနဲ့ဒုတိယကိုဝင်လေးကိုလွယ်ထားရပြီဖြစ်ကြောင်းကိုပရိသတ်တွေကိုအတိပေးလာခဲ့ပြီးတော့ပိုကြပြူခင်အနေနဲ့ကတော့ညမကြခင်ရက်ပိုင်းမှာပဲဒီမရဲ့ကိုဝင်ကအန်ထရာဆောင်းရိုက်ကြည့်ရမှာအမှွာဖြစ်နေကြောင်းကိုလည်းပရိသတ်တွေကိုဝမ်းသာစရာသတင်းတစ်ခုအနေနဲ့ပြောပြခဲ့တာလည်းဖြစ်ပါတယ် ဒါပေမဲ့ခုချိန်မှာဆိုလို့ရှိရင်တော့ပိုးကြပြုခင်အနေနဲ့သူမရဲ့ကိုယ်ဝင်နဲ့ပတ်သက်ပြီးတော့စိတ်မချမ်းမြေ့စရာတခု ဖြစ်လို့လာခဲ့ပါလေ။ဒါဆိုလို့ရှိရင်တော့သူမရရှိထားတဲ့အမောရင်သွေးကိုယ်ဝင်မှာတယောက်ကနှလုံးမခုန်တော့လို့စိတ်ပူနေကြောင်းကိုလည်းပြောပြလာခဲ့တာပါ။ပိုးကြပြုခင်အနေနဲ့ကတော့ခုချိန်ထိတော့နှလုံးပြန်ခုန်လာဖို့ညီငယ်လေးစောင့်နေပြီးတော့စိန်ဦးလေးကိုတောင်တိတ်မချီပြတော့တာပါလေ။အခုလာမယ့်25ရက်နေမှာတော့တေးသေးချာချာတိရတော့မှမို့လို့စိတ်ပူနေကြောင်းကိုလည်းပြောလာခဲ့တာဖြစ်ပြီးတော့ရင်းမွားအိတ်ကလည်းနှစ်ခုပါလေ။ ခြင်းကလည်းတစ်ခုပါလေဒါပေမဲ့ကလေးကတရားပဲတွေ့တယ်နှလုံးလေးလည်းခုန်နေပြီနံပါတ်2ပြလာရိုက်မယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့အမွာလေးတဲ့ကတရားမြအဲ့ထင်ကြရင်ပေါ်လာမလားဆိုတဲ့စိတ်နဲ့နေရောညရောစိတ်နဲ့ပြီးတော့စူတောင်းခဲ့တာကြားတဲ့အတွင်းတစ်ခါတော့ဆင်းနေရမ်းများလို့ကြံတဲ့တရားအထွက်ပါစိုးရင်ပြီးတော့အန်ထရာဆောင်းထိရိုက်တယ်ကိုဝင်ခိုင်စေးထိုးရပြီးတော့တောက်စေးရောသုံးလတောက်ဖို့ပေးလိုက်တယ်အခုချိန်ဒီလေငင်ငင်လေးနေပြီးတော့ဆူတောင်းနေတော့မယ် ဘယ်လောက်တော့မှအမှားလိုချင်ခဲ့တယ်လဲဆိုတာတဘာဝအတိုင်းရတဲ့အမှားလေးကိုအရင်ကတန်ဖိုးထားရတာပေါ့တယောက်ကမအောင်ဘူးတေချာတယ်လောက်ရှိတယ်ဆိုပေမဲ့လည်းအသက်ရှင်လာဖို့ကိုပဲနေ့တိုင်းမျှော်လင့်နေရတာလေအရင်ပင်ပန်းလွန်လာပါလေလဲနေတဲ့ချိန်ထနေတဲ့ချိန်ထိုင်နေတဲ့ချိန်နဲ့အဆဆရရအရင်ကယူဆိုင်ရပါလေဘိုက်ထဲကနေပြီးတော့လေအမြဲနာနေတယ်သွေးစင်းထားတာလည်းရှိတော့မြင်ရတဲ့ကလေးတယောက်မှပါအန်ဒီယရှိမှဆိုလို့ခါတိုင်းထပ်ပို့ပြီးတော့အနေထိုင်ဆင်ကျင်ရပါလေဆက်ရှုပ်เสียဆိုလို့ဘာတစ်ခုမှမမြင်ချင်းမကြားချင်းဘူး ပင်မန်းနေရာတွေလည်းဘာမှမလုပ်ချင်ဘူးလေကားတက်ပြီးရင်တော့မှဘိုက်ထဲကအောင့်ပြီးတော့နာနေတာကိုဝင်ဆောင်နေရတဲ့ဒီအမေပဲအဲ့ဒီဝေဒနာကိုတည်တာခံစားရတာနားလေတာမိမတိနေပြီဖြစ်တဲ့စိန်ဥငွေနောက်မှာအတက်နိုင်ဆုံးမချီပဲနဲ့ဂျင်းနာခံပြီးတော့ပြစ်ထားရပါတယ်အခုလိုချိန်မျိုးမှာကလေးနဲ့ပတ်သက်ပြီးတော့တိတိလေးတောင်ထိရှာမခံနိုင်ဘူးခြေရမယ်သူလေးတွေပုံများလာစေခြင်းလို့ချစ်ချင်းမေတ္တာတွေကြာမှာပဲနေစေခြင်းလို့ပချိန်နဲ့ချက်ဆိုတာလုံးဝမခံစားရအောင်ယူဆိုင်ပြီးတော့ကျွေးမွေးထိန်းချောင်းပေးခြင်းလို့လူပြစ်လာစေခြင်းတာ အစင်မပြေတာတခုခုသိရကြားရရင်စိတ်ကမခံနိုင်ဘူးဘိုက်ထဲကအမွားလေးကျဲမှပါစီ25ရက်နေဆိုလို့ရှိရင်နှစ်ပတ်ပြည်ပြီလက်မခံနိုင်လေလက်ခံလာရတော့မင်းနေ့ကိုရောက်လာတော့မင်းလို့လေဝင်းသမီးပိုးချပြီးခင်နေနဲ့သူမရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာအကောင့်ထက်မှာပရိသတ်တွေကိုသူမအခုခံစားနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးတော့သိရှိစေနိုင်ရလို့ကရေးသားဖော်ပြလာခဲ့တာလေးဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးတွေပိုးချပြီးခင်နေတဲ့ကတော့ကိုထုံးနဲ့တောင်းလေးကိုမွေးဖွားထားတာဖြစ်လို့ကိုထုံးရဲ့အရင်စနီးနဲ့ရရှိထားတဲ့ သသမီ၃ဦးနဲ့ပေါင်းလို့ရှိရင်၄ဦးဖြစ်နေပြီဖြစ်ပြီးတော့အခုပိုးချပြူခင်အနေနဲ့ကိုဝင်ဆောင်ထားတဲ့အမွာလေးသာကြက်ကြက်ပတ်မှနဲ့မွေးဖွားလာခဲ့လို့ရှိရင်တော့ပိုးချပြူခင်နဲ့ကိုထွန်းတို့မှသသမီရန်နာ၆ဦးထိတောင်မှရရှိတော့မှလည်းဖြစ်ပါလိမ့်ဒါကြောင့်မို့လို့ခုတင်ကြားလေးကိုကျွန်တော်တို့စူပါကျော်မီဒီယာပရိသတ်ကြီးတို့တွေကမှပိုးချပြူခင်ရဲ့ပရိသတ်တွေသိရှိနိုင်အောင်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပြီးတော့မင်းသမီးပိုးချပြူခင်လည်းအမွာလေးနှစ်ဦးကိုကြက်ကြက်ပတ်မှနဲ့ အနေကင်းဘေးရှင်းစွာကိုဝင်ဆောင်နိုင်ပြီးတော့မွေးဖွားနိုင်ပါစေကြောင်းဆုမကောင်းတောင်းပေးလိုက်ရင်အခုသတင်းကြောင်းလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေအတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေးကောမန့်လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာကြည့်ရှုအပေးခဲ့ကြတဲ့ဒုတိယချိန်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်တဲ့ဗီဒီယိုမှာနောက်တဲ့သတင်းကြောင်းတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေ